အခုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ရင်းထောက်တက်စီများကိုပြည်သူများထံသို့ရောင်းချပေးသွားမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ စွမ်းရည်ဝင်ကြီးဌာနမြမရေနယ်ဓာတုဗေဒလုပ်ငန်းလမ်းအောက်မှာရှိတဲ့အမှတ်၈ရေနယ်တန်ခွေရေဆက်ရုံမင်းဘူးကို2023ခုနှစ်ကဆက်ရှုရေးမြေဆန်းခဲ့ရတော့လေယခုအခါမှာတော့ဆက်ရုံကြွယ်ကျဉ်ဝန်ထမ်းအနေနဲ့ပြင်ဆင်ဆောင်ရွက်မှုပြီးတော့ဆက်ရုံကိုပြန်လည်လည်ပတ်နိုင်နေဖြစ်တယ်လို့သိရပါတယ်အဆိုပါဆိုင်ရုံကနေထုတ်လုပ်တဲ့ဒက်စီရွန်ဆက်မီ7ကိုလည်း1လီတာကို2245ကျပ်နှုန်းနဲ့ညီပြောမှာရှိတဲ့73စီအရောက်ဆိုင်အမှတ်0035လီမှာ ောက်တိုဘာလ၁ရက်နေ့မှစတင်က အများပြည်သူကိုလွတ်လပ်စွာနဲ့ရောက်ရှိပြီးသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။စစ်တုံးစီစီနော်မြန်မာမှုကိုတဖက်တလမ်းမှရွက်နေတတစီဖို့အတွက်ရည်ရွယ်ပြီးရေနံဓာတ်ဥပဒေဆက်ရုံတမန်ကံမှထုတ်လုပ်တဲ့ပြည်ရေးနှုတ်သက်စီ168ကိုလည်းယခုနှစ်ဇန်နဝါရီလမှစတင်ကတလီတာကိုငွေကျန်း2200နုံနဲ့မြမရည်နဲ့ဓာတ်ဥပဒေလက်အောက်မှာရှိတဲ့စစ်တုံးစီရောက်ဆိုင်များမှာဖြန့်ဖြူးရောက်ရှိပေးနေတယ်လို့သိရပါဗျ။ဒီကလေးတော့မြတ်တူကွာပေးဖို့လာပါ